25ခုနှစ်ဧပြီလ9ရက်ဒီနေ့တနင်္လာနေ့အတွက်ခုနှစ်သားမီးအလုံးတို့အတွက်တဲတော်ကံကြမ္မာနမိတ်ကတော့မိတ်ဆွေတို့ရဲ့ကံကြမ္မာဟာတက်တန်ကြီးထွက်လာတဲ့ဘဝရဲ့ကံတရားရဲ့ထောက်ပံ့ပေးခြင်းအောင်မြင်ခြင်းပျော်ရွှင်ခြင်းဖြစ်ပါတယ်။ဒါကြောင့်ငွေကြေးကိစ္စတွေဒီနေ့မှာအဆင်ပြေသွားလိမ့်မယ်။အခက်ခဲကြုံတွေကနေပြည်လည်သွားလိမ့်မယ်။လူမှုရေးကိစ္စ၊တငငချင်းကိစ္စတွေအတွက်အခက်အခဲကြီးကပြည်လည်သွားမယ်။ ငွေကြေးကိစ္စတွေအဆင်ပြေအောင်ရတော့လက်ဖိတ်နဲ့လမ်းမှုမြတ်စွာဘုရားရှင်ကိုလှူဒန်းလိုက်ပါအိမ်ကိစ္စနေရာကိစ္စအစားအုပ်ကိစ္စပြင်နာရွှေ့နာပြောင်းနာစီစဉ်နာလောက်ရတတ်တယ်အိမ်နေရာထိုင်ခင်းနေအလုပ်နေရာထိုင်ခင်းနေအဆင်ပြေဖို့အတွက်ကတော့အုပ်ရည်တစ်ခွက်မြတ်စွာဘုရားရှင်ကိုဒီနေ့လှူဒန်းလိုက်ပါမိတ်ဆွေတို့ရဲ့ကံတရားဟာဒီနေ့မှကံထူးကောင်းဖို့လိုအတွက်ဆိုရင်တော့နိစ္စနဲ့ခလေးတယောက်ကိုအဝါရောင်ပါတဲ့အင်ဂျီလေးဝယ်ပြီးလက်ဆောင်ပေးလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာတွေအတွက်မဟာဘုဗေရဏိယ တင်းတာလေးဘွားတိုက်ဘွားစံတာရှင်နေဖြစ်ပါတယ်တိုက်ဘွားဆိုတဲ့အတိုင်းငယ်စဉ်မှာကြီးဘွားချမ်းသာဖို့အတွက်အခွင့်အလမ်းတွေပေါ်ပြီးငွေကြေးလက်လာပါအလွန်ကောင်းကြတဲ့ဇာတာတွေဖြစ်ပါတယ်တင်းတာနဲ့တိုက်ဘွားမှာထွန်းကားတာဖြစ်တဲ့အတွက်တသက်တာလုံးငွေကြေးနဲ့ပတ်သက်လို့အောင်မြင်ချမ်းသာကြမယ်ရင်သွေးရတနာတွေဖြစ်ကြောင်းမင်္ဂလာနမိတ်ကောင်းဖတ်လိုက်ပါတယ်ဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မွေးနေ့ရှင်တွေအတွက် တနစ်တားလုံးကံအထုကောင်းဖို့လိုကုသိုလ်ရတရားလမ်းညွှန်မယ်ဆိုရင်တော့အုံတမင်းနဲ့ကြက်သားဟင်းမြတ်စွာဘုရားရှင်ကိုလှူဒါန်းခြင်းယဟန်တန်ကလောက်လူခြင်းနဲ့ဆွေမျိုးမိတ်ဆွေများကိုဒါနပြုခြင်းအပြင်ကံတရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်ဒီနေ့ခုနှစ်သားမီးအလုံးတို့အတွက်အကျိုးပေးစွန့်မှုကဏ္ဍကတော့ခုနှစ်ကဏ္ဍသုံးညကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့အတွက်ငွေကြေးကံကောင်းဖို့လိုအတွက်ကတော့၅ကျော်မြတ်စွာဘုရားရှင်ကိုစွန့်ကန့်ခြင်းအပြင်ငွေကြေးကံကောင်းပါလိမ့်မယ်ဒီနေ့အတွက်စတိုးဆိုင်တွေကုန်းဆိုင်တွေလက်ဖက်ဆိုင်တွေစားတောက်ဆိုင်တွေ ရောင်းပန်းသာဝယ်ပန်းလှဖို့တော့ကတော့စိုင်းရှင်းမျက်နှာသာကိုနွားလိုအနေငယ်ပပြန့်လိုက်ခြင်းအပြင်တိတ္တသာရောင်းပန်းသာဝယ်ပန်းလှပါလိမ့်မယ်။ဆွေမျိုးရင်းမိတ်ဆွေရင်းမှာအမှုအခင်းကြုံနေတဲ့သူရှိရင်တော့အမှုကြုံနေတဲ့သူရဲ့အမိကိုငားတက်တာဘူးမှာရေးပြီးတော့ဆွမ်းငါဖုန်းကြီးကိုလှူလိုက်ပါ။ကျမ်းမာရေးညံ့နေတဲ့သူမိသားစုမှာရှိရဆိုရင်တော့တက်စာဖြစ်နေဒီလိုနှမျိုးမှာကြက်ဥကြော်အနေငယ်စားပြီးဆွတောင်းပါ။အခြေကိစ္စမေတ္တာရေးကိစ္စအိမ်တော်ရေးကိစ္စတွေအတွက်အဆင်ပြေချောမွေ့အောင်ရေခဲလုံးလေးတွေပါတဲ့အချိုရည်တစ်မျိုးမြတ်စွာဘုရားရှင်ကိုလှူဒန်းဆက်ကပ်လိုက်ပါခင်ဗျာ။